ကျဉ်းချခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါန်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အဲရစ်ခေါ်ကိုထိန်လင်းကမိခင်အသက်80မွေးနေ့အကျဉ်းချခံ9နှစ်မြောက်အကျိုးလှုပ်ရှားမှုဖြစ်အမေရိကန်သို့မတ်လ15ရက်နေ့ကရောက်ရှိလာခဲ့ပါတယ်။၎င်းအားဒီဝီဗီသတင်းဌာနမှတွေ့ဆုံမေးမြန်းခဲ့ရမှာမိခင်ဖြစ်သူကိုအာဂျင်တီးနားတရားရုံးမှဖမ်းဖမ်းထုတ်ပြန်သည့်အထိဖြစ်ခဲ့ရမှုအပေါ်အနောက်တိုင်းမီဒီယာများမှအထူးကတာဝန်ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။လူတွေကမိမိနဲ့ပတ်သက်ရင်လုံးဝမှားယွင်းနေကြတယ်သူတို့ဟာ မိမိကရိုဝင်ဂျာအရေးမှာစစ်တပ်နဲ့ပေါင်းနေတယ်ဆိုပြီးပုံဖော်နေကြတာပေါ့အဲ့ဒီလိုလိန်လည်ခဲ့ကြတဲ့အပေါ်မှာနိုင်ငံတကာမီဒီယာတွေမှာတာဝန်ရှိတယ်ဒီလိုလိန်လည်ခဲ့တာတွေပြန်ရုပ်သိမ်းသွားပြန်တော့လေသူတို့ပြောခဲ့တော့မှလို့အော်အော်တောင်းတဲ့ပုံစံမျိုးမဟုတ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲလုပ်သွားကြပါတယ်မိလန်းမှာပြုလုပ်တဲ့ခန်းနာမှာ၎င်းရဲ့ဂစ်တာအတွက်ဒေါ်လာ1888ဒေါ်လာဒေါ်ဆန်းစုကြည်ပကြီးကအတွက်ဒေါ်လာ9000သူမရဲ့ရုပ်ပုံပါတဲ့ပြက်ကလေးအတွက်ဒေါ်လာ1900ရရှိသွားခဲ့တယ်လို့ဆိုပါတယ်အဆိုပါငွေများကိုတော့ မြန်မာနိုင်ငံတွင်ပြည်내၃ခုမှာရှိတဲ့ဆေးဘေးရှောင်ဒုက္ခသည်များတောက်ရည်တန်ရရှိရေးစီမံကိန်းများအတွက်လှူဒန်းသွားမယ်လို့သိရပါဗျ။ဆက်အာနာလိန်ဖွဲ့ရဲ့တရားရဂိုင်းလုံးထိ ंछ ုပ်ထားနိုင်တဲ့နယ်မြေဟူ၍15ရဂိုင်းလုံးသာရှိတော့တဲ့အတွက်နိုင်ငံတော်အစားအသောက်တောက်ကုန်းရည်၊ကျန်းမာရေး၊ပညာရေးအစားရှိသည်တို့မှလက်ဟာလာနေတဲ့အတွက်ကိုထိန်လင်းကတအားသမျှကိုကြီးပံ့ပိုးပေးရန်လုံပန်းလာခြင်းဖြစ်တယ်လို့ဆိုပါရယ်။ပြဿနာကမြောက်လိုက်ဟာနိုင်ငံတော်၎င်းထိ ंछ ုပ်ထားနိုင်ခံတဲ့ဝေးကောက်ပွဲလုပ်ရန်တွင်တွင်ပြောနေခြင်းဖြစ်ပြီး transoya တကော မြန်မာနဲ့ပတ်သက်၍နိုင်ငံခြားရေးမူဝါဒချမှတ်လာခြင်းမရှိသေးတာကြောင့်စောင့်ကြည့်နေကြပြီးဝါရှင်တန်ရဲ့အဆုံးဖြတ်ကြောင်းအခြေအနေများပြောင်းလဲသွားနိုင်ပွဲရှိတယ်လို့ဒီဒီပလိုမက်စာတမ်းမှာရေးသားထားပါတယ်။ဒီကုတ်ခါမှာတော့၎င်းတို့ရဲ့နိုင်ငံကျော်စစ်ဌာနချုပ်ကြီးကမိုင်းရဲမျိုးနီသို့ရွှေ့ပြောင်းထားရုံများမကတရုတ်အာကိုနဲ့ကုမင်းမှာပြုလုပ်တဲ့ဆွေတွေဘက်မှာလာရှုတိမျိုးလုံးကိုပြန်ပေးရန်တောင်းဆိုလာနေပါတယ်။အင်အားရောင်မှအဆဆအရာရာတာလုံးနေတဲ့စတန်ဒတ်အာမေကြီးကပြန်မတိုက်နိုင်တော့တာကြောင့်ဗဇက်နဲ့သာကလေးစိုးကြီးလိုတောင်းနေရတဲ့အဖြစ်ရောက်နေပြီလို့ဆိုပါတယ်။ လေကြောင်းမှမြေများပြန်အားသာနေစေကမူမြို့ရွာများကိုတိမ်ပိုက်ဖို့ကြီးတဲ့အင်အားဖြစ်တာတိုက်ဝင်နိုင်မယ်ဆိုတဲ့အချက်ကိုအထင်ရှားတွေ့လာနေရပါတယ်။၎င်းတို့ဖို့ကလေကြောင်းမှတိုက်ခိုက်နိုင်သူရဲ့အနိုင်ရနေပြီလို့ယူဆနေကြတာဖြစ်ပါတယ်။စစ်တိုင်းထားသူ MNDA ဘက်မှမြို့ရဲ့အချို့စိတ်ပိုင်းချို့သာပြန်ပေးနိုင်မယ်လို့တင်းခံထားပြီးလာရှုဟာလက်ရှိမှာပုံမှန်လဲပက်လျက်ရှိနေပါတယ်။ဤဒီကိုကြီးချင်းအပြင်ရုပ်ရဖီးယားကိုမလုံဆန်နိုင်ဖြစ်တာ၎င်းတို့နဲ့ပြောဆိုနေရခြင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်း လောင်ရှုံမြို့သူမြို့သားများအားလေကြောင်းမှတိုက်ခိုက်လာနိုင်တဲ့အနေရရှိနေတယ်လို့တတိပေးလာခဲ့ပါတယ်။ဒီသူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်မြန်မာစစ်ကောင်စီစစ်မနိုင်တော့ဘူးလို့ထိုင်းလွတ်တော်ရဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချံ၅ချက်နဲ့ပေါဝခဒေါက်တာဇာခါရီအပူဇာကမှတ်ချက်ပြုထားတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။မြန်မာနိုင်ငံတော်ဖြစ်ပွားနေတဲ့တိုက်ပွဲများမှာမြန်မာစစ်တပ်ကစစ်အနိုင်မရနိုင်တော့ဘူးလို့ ိုင်းလူတော်မှာပြုလုပ်တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချံ၅ချက်နဲ့ဗမခဒေါက်တာဇာခာရီရဲ့ပူဇာကပြောဆိုလိုက်ပါတယ်။ဗမခဒေါက်တာဇာခာရီရဲ့ပူဇာကအမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအခြေဆိုင် National Scholar မှာဗမခတူဖြစ်ပြီးမတ်လ20ရက်နေ့မှမတ်လ23ရက်နေ့ထိထိုင်းလူတော်မှာကျင်းပခဲ့တဲ့တည်တဲ့ခိုင်မြဲသောညီဝခြင်းနဲ့လုံခြုံရေးတိုးတက်အောင်မြင်စေခြင်းထိုင်းနဲ့အာဆီယံရဲ့နေဆက်တည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ဖွဲ့စည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲမှာ၎င်းကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ် မြန်မာစစ်တပ်အနေနဲ့ယခုတိုက်နေတဲ့စစ်ပွဲကိုအနိုင်ရမှာမဟုတ်ကြောင်းမနိုင်နိုင်တဲ့စစ်ပွဲကိုအလုံးစုံတိုက်နေခြင်းဖြစ်ပြီးတော့အဆိုပါလို့ရဲ့အကြောင်းတနိုင်ငံလုံးကို၎င်းတို့နဲ့အတူဆွဲချနေခြင်းဖြစ်ကြောင်းစစ်တပ်အနေနဲ့အနိုင်မရနိုင်တဲ့စစ်ဖြစ်တာကိုအထောက်ထားငှားချက်ကပြဆိုနေတယ်လို့ဆိုပါရယ်ပထမချက်အနေနဲ့မြန်မာစစ်တပ်ဟာနိုင်ငံအနှံပြကျဲပြန်းများပြောက်စွာစစ်မျက်နှာဖွင့်ပြီးတက်ပြန့်ထားကြောင်းဒုတိယအနေနဲ့လူဝင်အားပြက်လက်မှုစိုးစိုးရွားရွားရင်ဆိုင်နေရပြီး ဤသို့အရှိန်ဟုန်ပြင်းပြင်းနဲ့ပြဿနာကိုကိုင်းတွယ်ရန်စ조사နေစေကမူဖြေရှင်းနိုင်မှာမဟုတ်ကြောင်းဖြောပြင်းစစ်တပ်ရဲ့ထောက်ပို့ပို့ဆောင်ရေးကွန်ရက်များပြိုပြက်နေကြောင်းမြန်မာစစ်တပ်မှရခိုင်ကတက်စကန်ပေါင်း9ကျော်နဲ့တိုင်းပြည်ကိုတင်ပိုက်ထိန်းချုပ်ထားခဲ့ကြောင်းလက်ရှိအခြေအနေတွေအရအစိုးရစစ်တပ်တက်စကန်များပြားကိုပြန်လည်ထောက်ပံ့ခြင်းသို့မဟုတ်ပြန်လည်လက်နက်တပ်စင်ခြင်းမပြုနိုင်ကြောင်းထောက်ပံ့ရေးလိုင်းများဖြတ်တောက်ခံရပြီးအစိုးရစစ်တပ်စကန်များကိုထိန်းသိမ်းထားနိုင်ဖို့လုံလောက်တဲ့လေကြောင်းနဲ့တည်ယူပို့ဆောင်ရေးရဟရင်ရေးတွေလည်းမလုံလောက်ဘူးလို့ဆိုပါရစေ။စရုပ်ထားချက်အနေနဲ့ စစ်တပ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ကာဝေးပစ္စည်းဆက်ရုံ24ခုရှိပြီးရခိုင်တတော်အေအေနဲ့မဟာမိတ်တော်လိုင်းတွေကအဆိုပါဆက်ရုံများနဲ့နေတဲ့နီအောင်ဝင်ရောက်လာနေကြောင်းအဆိုပါဆက်ရုံများကိုတိုက်ခိုက်သိမ်းပိုက်ဖို့မလို့အဖဲထောက်ပံ့ရေးဖျက်တောက်နိုင်ကြောင်းသကောင်းကဆိုပါတယ်ထို့ပြင်မြန်မာစစ်တပ်တွေမငြိမ်ညှမှုများမှာနှက်ရှမ်းပြီးကွက်ခွက်နေကြောင်းမြန်မာစစ်တပ်မှလေကြောင်းအားသာချက်ရှိတော်လဲစီးရည်ရည်ရွယ်ချက်အတွက်မတုံးပဲအရက်သားပြည်သူများထိခိုက်စေရန်ကြောက်ရွံ့စေရန်လှုံ့ဆော်လျက်ရှိတယ်လို့ဆိုပါတယ်ဂျမ်ဘက်စစ်ကောင်စီနေနဲ့အရင်မြင်များဆုံးရှုံးလာနေပြီး ဆိုပါဆုံးရှုံးမှုတွေကိုပြန်လည်ဖြေရှိဖို့တခြားဝင်ခွင့်အရင်းမြစ်များမရှိတော့ကြောင်းဆိုပါအခြေအနေကိုဖြစ်လာစေခြင်းကမြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်ပြီးစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရည်တွေကမြန်မာစီးပွားရေးကိုဖျက်ဆီးလိုက်ကြောင်းရခိုင်ကစစ်တပ်မှဝင်ခွင့်ရရှိနိုင်တဲ့အရင်းမြစ်များစွာရှိပြီးယခုအခါမှာတော့အဆိုပါရင်းမြစ်များပြောင်းဆုံးသွားတယ်လို့၎င်းကထောက်ပြပြောဆိုသွားကြတာဖြစ်ပါတယ်။အောက်စာခေါင်းဆောင်များကိုအရေးယူပါမောနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကို45 rights တိုက်တွန်းလိုက်တဲ့အကြောင်းကိုဖော်ပြပေးပါမယ်။ အစားခေါင်းဆောင်များရဲ့စစ်ရသွေးမှုများကျူးလွန်ထားတဲ့အပေါ်တရားစီရင်အရေးယူနိုင်ဖို့အတွက်နိုင်ငံတကာတရားမျှတမှုရန်တရားများနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကပူးပေါင်းဆောင်ရွက်တဲ့နယ်လို့ 45rights အဖွဲ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမတ်လ18ရက်နေ့ကအစားထိတန်းခေါင်းဆောင်6ဦးအပါအဝင် ပတ်သက်ဆက်နွယ်သူစုစုပေါင်း10ဦးကိုဖမ်းဆီးခဲ့ပြီး17ရက်နေ့မှာရုံးထုတ်ခဲ့တာဖြစ်ပါတယ်။အစားရဲ့အဓိကခေါင်းဆောင်အာတာအူလာခေါင်းဆောင်ဖွဲ့ဝဲမိုစတာအာမန်ဆလီမော်လာအယ်လ်မော့စ်ဖူနာ ဟာဆန်နဲ့မိုနီရူဇူမန်တို့အပါအဝင်၎င်းတို့ဇနီးမယားသုံးတဲ့ကလေးငယ်တဦးတို့ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။အာဆာအဖွဲ့ဝင်တွေဟာမွတ်စလင်ဒုက္ခသည်တွေကိုတပ်ဖြတ်ခြင်း၊ပြန်ပေးဆွဲခြင်း၊မြေမှန်နှိပ်စက်ခြင်းနဲ့ချင်းချောက်မှုများစတဲ့စစ်ရာဇဝမှုမြောက်တဲ့လုပ်ရပ်တွေကိုပြုလုပ်ခဲ့တယ်လို့45 Rights ကအစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။အစီရင်ခံစာထဲမှာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများအတွင်းမှာမွတ်စလင်မျိုးသားများအမျိုးသမီးများနဲ့ကလေးငယ်များအပေါ် အာဆာဖွဲ့ရဲ့ကျူးလွန်တဲ့စစ်ရသူမျိုးတဲ့အထောက်အထားများကိုတွေးရှိထားတယ်လို့ဖော်ပြထားပါတယ်။ထို့ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့များရဲ့စစ်ရသူမှုတွေအတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်တရား IMM နိုင်ငံတကာရသွေးခုံရုံး ICC စသည်တို့ပါဝင်တဲ့နိုင်ငံတကာတရားမျှတမှုဆိုင်ရာရန်တရားများနဲ့ပူးပေါင်းဆောင်ရွက်တဲ့နယ်လို့45 Rights ကတောင်းဆိုထားတာဖြစ်ပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံမှာပြည်ထောင်ချခံရခြင်းကနေလွတ်မြောက်နေရတဲ့အများပြောင်းဆန်နေအောင်ကိုအကြီးကျယ်လိုက်ဖျက်ဆီးနေပါတယ်။ စစ်ရာဇဝတ်မှုတွေကိုများသောအားဖြင့်လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရနေမြေအတွင်းမှာသာကျူးလွန်လေးရှိပေမယ့်ဒီအမှုကိစ္စမှာတော့ဘင်္ဂလားဒေ့ရှ်ကရာဇဝတ်မှုတွေဟာမြန်မာနိုင်ငံကစစ်ပွဲနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပြီးစစ်ရာဇဝတ်မှုမြောက်ကြောင်းသတ်မှတ်လို့ရပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့ယာယီအစိုးရအနေနဲ့စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုတရားစီရင်နိုင်ဖို့နိုင်ငံတကာတရားမျှတမှုဆိုင်ရာရန်တရားများနဲ့ပူးပေါင်းဆောင်ရွက်တင်ပါတယ်လို့45 rights ရဲ့ဒါရိုက်တာဂျွန်ကွေလီကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်များမှာအာဆာအာရက်ဆိုအပါအဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များရဲ့လက်ချက်နဲ့ နှစ်ပေါင်းများစွာအကြမ်းဖက်မှုများနဲ့တပ်ဖြတ်မှုများကိုခံစားခဲ့ရတယ်လို့လည်း45 rights ကထုတ်ဖော်ထားပါတယ်။ဒုက္ခသည်စခန်းများတွင် အာဆာ RSO အပါအဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များမှကျူးလွန်တဲ့တပ်ဖြတ်မှုများမှာ2020ခုနှစ်မှာ22ဦး2020နှစ်မှာ42ဦး2023မှာအနည်းဆုံး60ဦးနဲ့2024ခုနှစ်မှာ65ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့တယ်လို့လည်း45 rights ကဆိုပါတယ်။ထိတ်တန်းကောင်းဆောင်အာတာအူလာနဲ့အာဆာအဖွဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒီဆဲဥပဒေအများပြားကိုချိုးဖောက်ထားရုံမကနိုင်ငံဖြတ်ကျော်ရာသွေးမှု မိုးရစေဝါရောင်းဝယ်ဖောက်ကားမှုဘင်္ဂလားဒေ့ရှ်စစ်ထောက်လိုင်း၏ DJFN ရာရှိသူကိုတက်ဖြတ်ခဲ့မှုစသည်များကိုကျူးလွန်ထားတယ်လို့လည်းဘင်္ဂလားဒေ့ရှ်သတင်းဌာနများကဖော်ပြထားပါတယ်။အာဆာဖွဲ့ဟာ2019ခုနှစ်ကရခိုင်ပြည်နယ်တွင်းကဖြစ်စဉ်များအတွက်မှ၎င်းတို့၏အမိန့်ကိုမနာခံဘူးလို့ဆိုကာမွတ်စလင်ပြည်သူများကိုတက်ဖြတ်ခြင်းရာနဲ့ချီတဲ့ဟိန္ဒူလူမျိုးများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများကိုကျူးလွန်ခဲ့တယ်လို့နိုင်ငံတကာလူငယ်ချမ်းသာ권အဖွဲ့ NSD International ကလည်းပြောဆိုထားပါဗျ။အာဆာဘောင်းဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များရဲ့အကြမ်းဖက်မှုတွေအတွက် အထောက်အထားအားလုံးရှိပြီးပြည်စုံတယ်လို့ယုံကြည်ကြောင်းနဲ့မိသည့်နေနဲ့မဆိုဆက်လက်ဖြစ်ပွားနေတဲ့စစ်ရာဇဝမှုတွေကိုထပ်မံစုံစမ်းစစ်ဆေးမှုများပြုလုပ်တင်တယ်လို့လည်း45 rights ကဆိုပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်အကြမ်းဖက်မှုတွေနဲ့တပ်ဖြတ်မှုတွေကိုရပ်တန့်ရမှာဖြစ်ပြီးတော့အာဆာနဲ့ RSO အဖွဲ့ဝင်တွေအပါအဝင်တာဝန်ရှိသူတွေကတာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်လို့45 rights ရဲ့ writer ဂျွန်ကွေလီကပြောဆိုထားပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ကဖမ်းဆီးထားတဲ့အာဆာအဖွဲ့ဝင်10ဦးထဲမှာထိတ်တန့်ကောင်းဆောင်အနည်းဆုံး6ဦးပါဝင်တော့လဲ။ ောက်ထပ်အောက်ဆိုင်ရဲ့ထိတ်တန်းကောင်းဆောင်အဖွဲ့ဝင်မော်လီဝီရာမက်ကော်ရီနဲ့မော်လီဝီအော်လီတို့မှလွတ်မြောက်နေသေးတယ်လို့လည်းမွတ်စလင်အသိုင်းအဝိုင်းကပြောဆိုထားကြပါဗျ။မော်လီဝီရာမက်ကော်ရီမှာကော်ဗစားခရိုင်နဲ့ကမွတ်စလင်ဒုက္ခသည်စခန်းတင်မှာနေထိုင်ကြောင်းနဲ့မော်လီဝီအော်လီမှာတည်ဆုံသွားပြီလို့သတင်းထွန်းထားကပုံရှုပ်ွယ်ချုံနဲ့တပ်ဖြတ်ဒေသမှာအကြမ်းဖက်လုပ်ငန်းများကျူးလွန်နေတယ်လို့သိရပါဗျ။ဘင်္ဂလားဒေ့ရှ်အစိုးရကလက်ရှိဖမ်းဆီးထားတဲ့အာဆာထိတ်တန်းကောင်းဆောင်6ဦးအပါအဝင်10ဦးကိုနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့ပြစ်မှုများကျူးလွန်မှု စတဲ့အမှုတစ်ခုနဲ့တရားရုံးတင်စစ်ဆေးနေတယ်လို့တရားရုံးရှိနေများကပြောဆိုထားပါတယ်။သို့တော်လည်းပဲ၎င်းတို့ဟာဘင်္ဂလားဒေ့ရှ်အုပ်ရေများနဲ့တရားစီရင်မှာလုံလောက်ချင်းမရှိတဲ့အတွက်ကျူးလွန်ခံရသူများရဲ့တရားမျှတမှုရရှိနိုင်ဖို့နိုင်ငံတကာတရားစီရင်ရေးရန်ရများနဲ့ဘူးပေါင်းဆောင်ရွက်တင်တယ်လို့ Forty Bank Rights ကတောင်းဆိုထားတာဖြစ်ပါတယ်။